အားလုံးမင်္ဂလာပါရှင်ဒီကနေ့ကတော့ကျွန်မက8 parts of speech ထဲမှာနောင်လို့ခေါ်တဲ့နံမျိုးစားတွေအကြောင်းပြောပြသွားမှာဖြစ်ပါတယ်အဲ့တော့နံဆိုတာကတော့အားလုံးသိတဲ့အတိုင်းကြောက်မှာတော့ကျွန်မတို့သင်ခဲ့ရတာပေါ့နော်တရှိတမဲဒရရှိတမဲရာဝတ္ထုအားလုံးကိုနံဟုခေါ်သည်တဲ့ဒါပေမဲ့အတူချုပ်စကားနဲ့ပြောရမယ်ဆိုလို့ရှိရင်နံမယ်ရှိတဲ့အရာဝတ္ထုမှန်သမျှကိုကျွန်မတို့နံလို့ခေါ်လို့ရမယ်ကိုပတ်ဝန်းကျင်မှာလည်းညို့ထုံးမလွဲဘယ်အရာမှဆို နော်နာမည်တက်လို့ရပြီဆိုတာ ਨੇ ဒါကိုနောင်လို့သတ်မှတ်တယ်ပေါ့နော်ဒါဆိုရင်နောင်မျိုးစာ10မျိုး common ဖြစ်တဲ့နောင်10မျိုးကိုကျွန်မအမျိုးစာခွဲပြပေးပါမယ်တခြားနောင်မျိုးစာလည်းရှိတယ်ပေါ့နော်ဒီထဲမှာမှာပထမတတွေ့ရပါလဲဆိုရင် common noun နဲ့ proper noun ဖြစ်ပါတယ်အဲ့တော့ common noun ဆိုတာပါလဲဆိုရင်အအများနဲ့ဆိုင်တဲ့နံပေါ့နော်သူကကျတော့အများဆိုင်နံလို့ခေါ်မယ် proper noun ကကျတော့တအူးဆိုင်နံ ်ဆိုတော့အများဆိုင်နံဆိုတာပါလဲဥပမာဆိုကြပါဦးဖုန်းဖုန်းဆိုလို့ရှိရင်ဖုန်းအမျိုးအစားအားလုံးနဲ့သက်ဆိုင်နေဆိုရင်ဒါ common noun ပေါ့သို့တော့ကျမတို့က iPhone နော်ဒါမှမဟုတ် Apple iPhone နော်ဒါမှမဟုတ် Samsung ဒါမှမဟုတ်ရှင် Vivo စသဖြင့် phone နာမည်ပေါ့အမျိုးအစားထည့်ပြီးဆိုရင်တော့ဒါဟာတူးဆိုင်နံ proper noun ဖြစ်သွားပါပြီနော်နောက်တစ်ခုအာ city မြို့အဲ့တော့ကမ္ဘာလုံးမှာရှိတဲ့မြို့မှန်သမျှသည် မြို့အလုံးနဲ့သက်ဆိုင်တာ common တိုးတော့ရန်ကုန် city မန္တလေး city ဆိုရင်ကျွန်တော်ကဘာဖြစ်သွားလဲဆိုရင် proper noun နာမည်တက်လိုက်ပြီဆိုရင် proper noun ဖြစ်ပါပဲနောက်တစ်ခုဥပမာကတော့လူတွေဖြစ်ပါတယ်လူတဦးချင်းတယောက်ချင်းဆိုရင် person လူတွေအများကြီးဆိုလို့ရှိရင်ကျွန်တော်က people လို့ခေါ်ရပေါ့အဲ့တော့ဒါက people ဆိုလို့ရှိရင် common noun person ဆိုလို့ရှိရင် common noun အဲ့ဒီထဲမှာမှထွန်းထွန်းမောင်းမောင်းဥပအစသဖြင့်နာမည်တဦးချင်းတက်လာမယ်ဆိုရင်တော့အဲ့ဒါဟာ proper noun ဖြစ်သွားပါပြီ နော်ဒါလေးဆိုရင်ရှင်းမှတ်တင်ပါတယ်နောက်တစ်ခုကကြာပါလဲဆိုရင် compound noun ဖြစ်ပါတယ်နော် now collective noun compound noun ကိုကျွန်တော်တို့ကအာပေါင်းစပ်နံလို့ခေါ်တယ် collective noun ကိုတော့အစုပြနံလို့ခေါ်ပါတယ်အဲ့တော့နှစ်ခုလုံးကမှတ်ရလွယ်ပါတယ်စီတွေနဲ့ပေါင်းစပ်နံရဲ့အစုပြနံရဲ့ပေါ့လေအဲ့တော့ compound ဆိုတာတော့ဗာလဲဆိုရင်နံနှစ်ခုကိုမတူတဲ့နံနှစ်ခုကိုပေါင်းပြီးတော့မှနံမျိုးစားတစ်ခုရတဲ့ဟာပေါ့ဥပမာဆိုကြပါစို့ bedroom B D bed အရာဒီမှာမရှိရင်ကတင် R O O M room ဆိုရင်အခန်း bedroom ဆိုလို့ရှိရင်ကျမတို့ကအိတ်ခန်းလို့ခေါ်ရဲပေါ့ဒါဆိုရင် compound noun ဖြစ်တယ်နောက်တစ်ခုက breakfast break ကကြတော့အားလုံးသိတဲ့အတိုင်းပဲချိုးရဖဲတယ်ဒါမှမဟုတ်ရှင်ရရနာသည်ဒါမှမဟုတ်ရရချိန်စသဖြင့်ပေါ့နော်အ break ဒါပေမဲ့နောက်က FAST နဲ့ပေါင်းတဲ့ခါကျရင် breakfast ကြတော့ကျွန်တော်တို့ဘာဖြစ်သွားလဲဆိုရင်မနက်စာလို့ဖြစ်သွားပါတယ်ဒါက compound noun ရဲ့အဓိပ္ပာယ်နော်နောက်တစ်ခု football ဆိုရင်တိလွယ်မှတ်လွယ်ပါတယ် foot ကခြေတော့ ball က ballon ခြေတော့နဲ့ကန်ရတဲ့ ballon နော် football လို့ခေါ်တယ်ဒါဟာ compound noun ပေါ့အဲ့တော့နောက်တစ်ခုကတော့ဘာလဲဆိုလို့ရှိရင် collective noun ဖြစ်ပါတယ် နော် collective နောင်ကကြတော့ collect ဆိုတာဘာလဲဆိုရင်တခုခုကျမတို့ collection စုစည်းတာပေါ့နော်တစိကောင်းနေစုတာတို့ပကြီကားတွေစုတာတို့စသဖြင့် collect ပေါ့အဲ့ဒါဆိုရင် collective နောင်လို့ခေါ်ပါတယ်ဥပမာဒီမှာတိလွယ်တာကတော့ဘာလဲဆိုရင်စစနလို့ပကြီကားတွေစုထားတယ်ဆိုလို့ရှိရင်ပကြီကားပြကန်းပေါ့နော်အဲ art collection ပေါ့အဲနောက်တစ်ခါ collective noun အနေနဲ့တိတရာပြောရလို့ရှင်တော့ students လို့ခေါ်တဲ့ចောင်းသားတွေတယောက်ချင်းကိုစုထားတဲ့အခန်းကိုအာ classroom ပေါ့နော် collective noun ဒီလိုခေါ်ပါမယ်နောက်တစ်ခုသိကြတာဗာလဲဆိုရင် players ကစားသမားတွေစုထားမယ်ဆိုရင်ဘယ်လိုခေါ်မလဲ team လို့ခေါ်ပါမယ်ကစားသမားတွေစုလိုက်ရှိရဆိုရင် team လို့ခေါ်မယ်ဒါလေးပေါ့နော်ဒါဟာဗာလဲဆိုရင် collective compound noun collective noun ဟုတ်ပြီနော်ဒါဆိုရင် common noun နဲ့ proper noun ကတူတယ် compound noun နဲ့ collective noun ကတူတယ်နောက်တစ်ခုကကြတော့ဗာလဲဆိုရင် countable noun ရေးတွက်၍ရသောနံ uncountable noun ရေးတွက်၍မရသောနံဆိုပြီးတော့မှရှိမယ်အဲ့တော့ရေးတွက်၍ရသောနံဆိုရတော့ရှင်းပါတယ်တခုတကောင်တရားเนาะစာအုပ်ဆိုတအုပ်နှုတ်လူဆိုတရားနှစ်ယောက်ခွဲ့ဆိုတခွဲ့နှစ်ခွဲ့เนาะအိမ်ဆိုတစ်လုံးနှလုံးစသဖြင့် count လုပ်လို့ရတယ်ရေးတွက်လို့ရတဲ့ noun တွေကိုအမျိုးအစားခေါ်တာဖြစ်ပါတယ် uncountable ကတော့ရေးတွက်လို့မရသောနံဘာလဲဆိုလို့ရှင်ဥမာ juice လို့အချိုးရေမျိုးတို့နောက်တစ်ခါတကြားတို့စားတို့เนาะ ဆန်တို့ဒါတွေကဘာလဲဆိုရင် uncountable ဖြစ်ပါတယ်အဲ့တော့ကျွန်မတပည့်တွေကမေးတယ် uncountable နဲ့ countable ကိုဘယ်လိုခွဲမလဲဆိုတော့ဥပမာဆန်ကိုတွေ့တယ်ဆိုရင်တဆန်နှစ်ဆန်ဟုတ်တယ်နော်ရေဆိုလို့ရှိရင်တရေနှစ်ရေလို့ရေလို့ရသလားတကြားဆိုရင်တကြားနှစ်တကြားလို့ရေလို့ရလားပေါ့အဲ့မရဘူးဒါဆိုရင်ကျွန်တော်တို့ကသူ့ကို uncountable noun လို့သတ်မှတ်တယ်ပေါ့ ဟုတ်ပြီနော်ဒါဆိုလို့ရှိရင် countable and countable ကတတွဲနော် countable ရပြီဆိုတော့ねကျွန်တော်တို့နောက်ထပ်ရေးတွက်လို့ရပြီဆိုတော့ねတစ်ခုတည်းလားအများလားဆိုပြီးတော့မှဒီမှာ singular noun နဲ့ plural noun ဆက်သွားမယ်ပေါ့နော် singular ဆိုတာကတော့ဒါတစ်ခု gain ဖြစ်ပါတယ်တယောက်တည်းတစ်ခုတည်းနော် single ကနေလာတယ် s i n g a l single ဆိုတာတစ်ခုတည်းဖြစ်တယ်ဒါကြောင့်မို့ singular noun ဆိုတာတစ်ခု gain လို့ခေါ်တယ် plural noun ကကြတော့အများ gain ဒီ noun တွေကို sd est iest တက်လိုက်တာ ਨੇ plural noun ဆိုပြီးတော့မှအများကြီးနဲ့ဖြစ်ပါတယ်ဒါတို့ကြောင့်နော်နောက်တစ်ခု abstract noun ဒါကတော့စိတ်သိနံသို့မဟုတ်စိတ်တစနံလို့ခေါ်မယ်ကျမတို့ဘာလဲဆိုစိတ်ကပဲတည်တဲ့အနံမျိုးဒီရာဝတ္ထုဒီနံနေရာရှိမှန်းသိတယ်တိုးတော့ဖမ်းလို့ဆုပ်လို့ဂိုင်းတွဲလို့မရတဲ့ဟာမျိုးဥပမာအနံ့နော်နောက်ကအလင်းပြရပြင်လေးတို့ပြီးတော့ရှင်အာချက်ချင်းမြတ်တာတို့အမောင်းတရားတို့စသဖြင့် ရှိနေမှန်းသိတယ်သူတို့ကို now အဖြစ်ဥမာ the light is white ဒါမျိုးပေါ့နော်သုံးလို့ရတယ်လေအဲ့တော့ဒါက abstract noun ဆိုပြီးတော့မှစိတ်တစနံသို့မဟုတ်စိတ်ကပဲသိတဲ့အနံမျိုးတနည်းအားဖြင့် happiness တို့ love တို့ဒါမျိုးတွေပျော်ရွှင်ခြင်းဆိုရင်ကဘလောက်ပျော်တယ်ဆိုတာကိုအဲကျွန်တော်တို့ဖတ်ဆုပ်ပြလို့မရဘူးလေစိတ်ကပဲပျော်တယ်ဆိုတာသိတယ်ဒါပေမဲ့ happiness လို့ပျော်ရွှင်ခြင်းဆိုတဲ့နာမည်ရှိရတဲ့ကြောင့်မို့အဲ့လိုမျိုးရေးလို့ရတယ်ဟုတ်ပြီနော် abstract noun နောက်ဆုံးတစ်ခုကပါလဲဆိုရင် gerund ဲ့တော့ GERUND ဂျရန်ဆိုတာဘာလဲဆိုရင် verb တွေတချို့ verb တွေမှာကျွန်တော်တို့နောက်က ing လေးတက်လိုက်တာ ਨੇ noun အဖြစ်ဒါကိုကျွန်မမြန်မာလိုကလေးကိုချင်းနံလို့ဘာသာပြန်ထားတယ်ဥပမာဆိုချက်ပါဆို PLAY play ဆိုတာကကစားသည် PLAY ing ဆိုလို့ရှိရင် playing ကစားခြင်းပေါ့နော် swim ဆိုရင်က swim ကရေကူးသည် swimming ဆိုလို့ရှိရင်ရေကူးခြင်းဒါကိုချင်းနံလို့ဘာသာပြန်ပေးထားပါတယ်ဆိုတော့ for example swimming is a good sport ရေကူးခြင်းသည်ကောင်းသောအားကစားတစ်ခုဖြစ်သည် reading is my hobby ဒါဆိုရင်စာဖတ်ခြင်းဒီငါရဲ့အဝတ္တနာတစ်ခုဖြစ်သည်ဆိုပြီးတော့ကျွန်တော်တို့ဒါလေးကိုချင်းတယ်ဆိုပြီးတော့စစပောင်းဘယ်နှတွဲရှိမလဲဆိုရင်၅တွဲရှိပါတယ်ဒီနောက်ဆုံးနှစ်ခုကတော့တစ်ခုနဲ့တစ်ခုမဆက်ဆက်ဘူးပေါ့နော်အရှိမရှိတဲ့ common noun proper noun အများဆိုင်တဦးဆိုင် compound noun ပေါင်းစပ်နဲ့ collective အစုပြည့်နဲ့ countable and countable ရေးတွက်လို့ရရေးတွက်လို့မရနောက်တစ်ခါ singular plural တခုကိန်းအများကိန်းနောက်တစ်ခုက abstract ကစိတ်တစစိတ်သိနံဒါမှမဟုတ်ရှင် gerund noun ကကြတော့ချင်းနံဆိုပြီးတော့မှဒီနေ့နောင်စဲမျိုးဥပမာပေးပြဖြစ်ပါရဲ့ရှင်အားလုံးနားလည်မလို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်